ဖန်နှစ်2025နိုဝင်ဘာလ22ရက်နေ့အတွက်မိုးလေဝသခမန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်။ကျမတို့မြစ်တီကိုပါ။ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်ရောတောင်ပိုင်းတို့မှာတိတ်တိတ်ဖြစ်တော်နေပါတယ်။ဒီကနေ့ညနေဒီမိုးလေဝသခမန်းချက်ညီလေးကတော့တနင်္သာရီတိုင်းဒေသကြီးမှာနေရာကြကြဲနဲ့ရန်ကုန်တိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာကွက်ကြားမိုးထစ်ချေရွာတော်နိုင်ပြီးရွာရွာနှုန်းမှာတော့80ဖြစ်နေပါတယ်။ နေပြီးတော့စကားတန်းဒေသကြီးအောက်ပိုင်းတို့မှာတော့မိုးနိုင်ငံရဲ့သွန်းနိုင်ရှိနေပါရှင်မြန်မာပင်နယ်ပြင်မှာလိုင်းနိုင်ငံမှာလိုင်းရင်းရှိနေပြီးလိုင်းမြန်မာတော့ရှောက်ပင်မှာရှစ်ပေခန့်ရှိနေနိုင်ပါတယ်မနက်ပြန်တွင်မိုးလေဝသခမန်းချက်နေတဲ့ကတော့စကားနာဒေသကြီးထပ်ပိုင်းကရှင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာညအပူချိန်များအနည်းငယ်လျော့နေနိုင်ရှိနေပါရှင်